်ဖြစ်လို့ဒီမျိုး compare လုပ်ဖို့အရေးကြီးတယ်ဆိုတော့တချို့ဥစ္စာကိုနားလည်ရခင်ပို့ပြီးတော့နားလည်အောင်လို့ပေါ့နောက်တစ်ခုကြတော့တယ်ဘယ်ရဲ့ version အမှအကောင်ဆုံးအမှန်ဆုံးလို့ပြောလို့မရအောင်ဘာဖြစ်ဆိုအကုန်လုံးက translate လုပ်ထားဖြစ်တယ် Hebrew တို့ကတမန်ဟောင်းကျမ်းရေးထားတယ်တမန်တစ်ကိုကကျတော့ Greek ဘာသာစကားနဲ့ရေးထားဖြစ်တယ်အဲ့တော့ translate လုပ်ထားတာဖြစ်တဲ့အတွက် မာယွန်းတာလည်းရှိတဲ့အတွက် version တွေကို compare လုပ်ဖို့အရေးကြီးပါတယ်ရောမရှိတဲ့မှာဆိုရင်တော်တော်များမမလိုတဲ့ဥစ္စာရေးထားပါပါတယ် NIV နဲ့ NASB တို့မှာဆိုရင်ဖျားခြင်းလုံးဝအပြစ်မပေးတော့ဘူးကွန်ဒမ်လုပ်တော့ဘူးဆိုတာပြောပြီးရတဲ့ full store နဲ့ရက်လိုက်ပါတယ်ဒါမဲ့မြန်မာမှာတော့တခြားနေရာမှာတော်တော်များများမှာ ထပ်ပြီးတော့လူကျင့်ဆောင်ရမယ်ဥစားကြီးရေးထားပါတယ်ပြောလိုက်ပါတော့မနော်တခြားဘက်တော့နည်းနည်းရောက်ပါပြီမသားနည်းနည်းအရေးကြီးရဲ့ဆိုနည်းနည်းပါပဲအများကြီးတော့ထပ်မပြောပါကျွန်တော်တို့ကဖြောက်မတ်နေဖရားသခင်အပြစ်ပေးစရာအကြောင်းမရှိဘူးလေကျွန်တော်တို့ကမဖြောက်မတ်တော့သူတွေကဲတင်ဖို့အတွက်ကြုံကြည့်သူဖြစ်သွားရင်တော့အပြစ်တွေထပ်လုပ်နေတယ်ဆိုတော့ဖျားခင်တီးတဲ့အတွက်အကြောင်းစီတိုင်းအောင်အပြစ် စီရင်မခံရဖို့အတွက်ယေရှုယုံကြည်တာနဲ့ပြစ်စီရင်စင်ရနဲ့လွတ်မယ်ဆိုတာကိုယုံကြည်စေချင်တာဖခင်ကအပြစ်မရှိတဲ့သူကိုဖခင်ကဘာဖြစ်လို့အပြစ်ပေးရမှာဒါပေမဲ့အပြစ်ရှိနေတဲ့ကျွန်တော်တို့ကိုဖခင်ကအပြစ်မပေးချင်တဲ့သူကသူ့သားကိုယုံကြည်တာနဲ့အပြစ်လွတ်တယ်လို့ပြပေးတာသူ့သားကိုယုံကြည်တယ်လို့တော့ဒီမှာလွယ်ပေးမယ်ယေရှုကကျွန်တော်တို့လွယ်ကားတိုင်းတတ်ပြီးွားတယ်ကျွန်တော်တို့အပြစ်စီရင်ခံရမယ့်ဥစ္စာကို ်ယေရှုကခံပြီးွားတယ်ဖြစ်တဲ့အတွက်ယေရှုကိုတကယ် honor ဂုဏ်ပြုရှင်တော့ယေရှုလုပ်ပြီးခဲ့တဲ့ဥစ္စာကိုယုံကြည်လက်ခံဖို့ရည်ကြီးပါတယ်ကိုယ့်ကိုအပြစ်မတင်ဖို့ရည်ကြီးပါပါဖြစ်သောယေရှုအပြစ်တင်ခံခဲ့ပြီးတဲ့အတွက်ဖြစ်ပါတယ်